အလုံးမင်းမင်္ဂလာပါဗျာခုတခါမှာတော့သကိုင်းမင်းကွင်းကာလန်ပေကဝချက်ရွာအနီးကဆရာလေးအပါတုံးစီစွန့်ဖုံပေးဖို့အခက်အခဲဖြစ်နေရကြအောင်အကူအညီလိုအပ်နေတဲ့ဗီဒီယိုပိုင်းလေးကိုတင်ပြပေးလိုက်ပါတယ်ဗျာအလုံးမင်းမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာရှင်လေးကြိုဆိုလိုက်ပါတယ်ဗျာဒီနေ့ဆရာလေးတို့နေစုံပေါ့နော်နေစုံကိုတော့စွန်လာစွန်တော့လာဝေးတဲ့ထဲကနေပြီးတော့ဆရာလေးတို့ ယူပြီးတော့မှနေစိုးတုံးဆောင်တာဖြစ်ပါတယ်တုံးဆောင်တဲ့နေရာမှာပေါ့နော်ဆရာလေးတို့တဘာကိုတော့ဆရာလေးတို့စိုးတုပ်ကိုနှစ်ထုပ်အလှခံတယ်ပေါ့ဘာလို့လဲဆိုတော့ဆရာလေးတို့ကလေးတွေကတဘာနှစ်ဘူးမှဝါတာဖြစ်တဲ့အတွက်ပေါ့နော်ဒီမှာဒီကလေးဆိုနှစ်ဘူးပေါ့တဘာနှစ်ဘူးမှဝါတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တဘာကိုစုံဘူးနှစ်ဘူးစီအလှခံပြီးတော့စားပါတယ်တဘူးကဒီလိုမျိုးပေါ့နော်ချမ်မွန်ကျော်နဲ့ရေပဲဆန်ကျော်နဲ့အဖေဒီလိုမျိုးအတုံးကြီးကြီးနှစ်တုံးပါတယ်ပေါ့နော်ဒါဆရာလေးတတော်စားလို့ကုန်ပါတယ်တဘူးကတော့ တရချင်တုံးတို့လူလိကျော်လို့ ਨੇ ပေါ့နော်ထမင်းကျော်ပေါ့တကူကတော့ကောင်းကောင်းလေးပါပဲလာရောက်ပြီးတော့လှူဒန်းပေးကြတဲ့ခொနရသားခொနရသမီးအလူရှင်များအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဇာလေးတို့ဒီကြားထဲမှာလာလှူတဲ့အဲဆန်တို့ပါလို့လှူတဲ့ဟာကိုဇာလေးတို့ချက်ပြီးတော့အာယုံစွမ်းဖြင့်တုံးဆောင်နေပေါ့နော်ဒီနေကင်းလာလှူတဲ့အလူကိုတော့ဆွန်ကြိုင်ကိုစောင့်ပြီးတော့မှအဲဒီဆွန်ထုတ်ပေါ့ထမင်းထုတ်ဝေးတယ်ထားပါတော့နော်အဲ့ဒါကိုစောင့်ပြီးတော့မှဇာလေးတို့ဒါကတော့နေကင်းစာ လုံဆောင်တာဖြစ်ပါတယ်ဒါပေမဲ့အခြားသူတွေတော့တစ်ထုပ်တော့မဟုတ်ဆရာကြီးတို့ကျွန်တော်ကတဘာကိုနှစ်ထုပ်ကြအလုခံပါတယ်ကလေးတွေဖြစ်တဲ့အတွက်နှစ်ထုပ်စားမှတာလည်းသူတို့ဝါတာဖြစ်လို့ပေါ့နော်တဘာကိုဒါနှစ်ဘူးကြပဲပေါ့နော်ဒီဆရာလေးဆိုလဲနှစ်ဘူးမဟုတ်ဆရာလေးဆိုလဲတွန်းနဲ့နှစ်ဘူးဟိုဘက်မှာဆိုလဲနှစ်ဘူးပေါ့အဲ့လိုမျိုးလေးတဘာနှစ်ဘူးကြအလုခံတာဖြစ်ပါတယ်လူရှင်များအားလုံးကိုစိတ်နှပြကြမှာချမ်းသာတာနဲ့ဆရာလေးတို့ကဲတူတော့အင်မတန်ဆိုးရလာတဲ့ကပ္ပီးဆိုးကြီးကိုဘယ်တော့အခါမှပေါ့နော် မတွေ့မကြုံရတဲ့ပုံကိုယ်တွေဖြစ်ကြပါစေ TikTok မှာနေပြီးတော့ပေါ့နော်ဆရာလေးတို့အဲဆွန်းစားတဲ့ဗီဒီယိုလေးကိုဝိုင်းပြီးတော့မှခုနှစ်သားခုနှစ်သမီးတွေက share ပေးကြရတယ်ပေါ့နော် share ပေးကြတဲ့အတွက်ဆရာလေးတို့ကြောင်းတိုက်ကိုယနေ့ဆိုလို့ရှိရင်အဲ့လူရှင်တွေရောက်ရှိလာတယ်မနေ့ကလည်းအလူရှင်တွေရောက်ရှိလာတယ်ဆရာလေးတို့ကြောင်းမပြေဆုံးမှုအတွက်ပေါ့နော်ဖြည့်ပြီးတော့လူတွေပေးဖို့ဆိုပြီးတော့အလူရှင်များစွာရောက်ရှိလာပါတယ်အဲ့ဒီအတွက်လည်းဆရာလေးတို့ပိုလေးကိုဝိုင်းပြီးတော့ share ပေးကြတဲ့အလူရှင်တွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဆရာလေးတို့အခုတစ်ခုလောက်လေးအလူခံကြပါတယ်ဆရာလေးတို့မှာခေါင်းရိပ်ဖို့အတွက် အဲဘရိတ်ဓာရဲ့တော့ဂျုံလေးရဲ့လိုအပ်နေတာဖြစ်ပါတယ်အဲ့ဒါလေးအကြေများပါတော့မနက်ဖြန်ကဆရာလေးတို့ WhatsApp ဖက်ကိုရောက်ခဲ့မယ်ဆိုလို့ရှိရင်ဂျုံလေးနဲ့ပေါ့နော်ဂျုံနဲ့ဘရိတ်ဓာဘူးလေးအလူခင်ကြပါတယ်ဆရာလေးတို့ဝယ်လို့အဆင်မပြေလို့ပါအဆင်မပြေလို့ဆိုတော့ဝယ်လို့မရဘူးပေါ့နော်ဝယ်ရတာခက်ခဲလေးရှိနေတဲ့အတွက်အဲ့ဒါလေးအလူခင်ကြပါတယ်